ဟဲ့လို့မြန်မာနိုင်ငံသားများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ကျွန်တော်ဟိုနေ့ကဆွေးနွေးခဲ့တဲ့မြတ်မောခိကပနိုင်ငံရှိအကြောင်းအဲမှာကျွန်တော်တို့လူသားများရဲ့တမိုင်းဖြစ်စဉ်ပြောင်းလဲမှု evolution အကြောင်းကျွန်တော်ဆက်ပြီးတော့မှအနည်းငယ်ဆွေးနွေးခြင်းနဲ့ဆက်လိုက်ရအောင်ဟိုနေ့ကပြောထားသလိုပဲဒုတိယကမ္ဘာစစ်အပြင်းမှာ ဒီကမ္ဘာလောကကြီးမှာစနစ်ကြီးနှစ်ခုအပြင်ထိထိကြီးပေါ်ပေါက်လာတယ်ဒီစနစ်ကြီးနှစ်ခုရဲ့အပြင်မှုကအမှန်တမ်းပြင်းထန်တယ်ကြောက်ခမန်းလေးလေးကိုပြင်းထန်တာဒီစနစ်ကြီးနှစ်ခုရဲ့အပြင်မှုကြောင့်ပဲကျွန်တော်မြန်မာနိုင်ငံနဲ့မလားမကမ်းမှာရှိတဲ့ဗီယက်နမ်နိုင်ငံမှာစစ်ပွဲတွေအကြီးအကျယ်ဖြစ်ခဲ့ရတယ်ထူထင်လားဆိုမဟုတ်တုတ်ဘေးကကိုရီးယားနိုင်ငံမှာလည်းထူးနေလကောင်းပဲ အပြင်းမှုစစ်ပွဲတွေအကြီးကျယ်ဖြစ်တယ်။ဒီနိုင်ငံမှာလူအသက်ပေါင်းများစွာတည်ကြည်ပျက်စီးခဲ့ကြရတယ်။ဥစ္စာဒနာပေါင်းများစွာလည်းဆုံးဆုံးခဲ့ကြရတယ်။လူသားတွေဆိုတာကလည်းထူးဆန်းတယ်။လူသားများဆိုတာကမိမိယုံကြည်ရာတစ်ခုအတွက်အသက်ကိုပေးရဲတယ်ဗျာ။မိမိယုံကြည်ချက်တစ်ခုအောင်မြင်ရဲ့အတွက်ဘာမှဆိုဆွတ်လွတ်ပေးဆက်ရဲတဲ့တတ္တိက လူသားတွေရဲ့အတွေ့အထိမှာရှိနေတယ်အဲ့ဒါကလူသားတွေရဲ့ထူးခြားချက်ပဲအဲ့ဒီလိုအပြည့်မှုတွေကြောက်ပဲဒီကမ္ဘာလောကကြီးမှာလူသားပေါ်မြောက်များစွာတည်ကြည်ခဲ့ကြရတယ်ဥစ္စာဒနာပေါ်မြောက်များစွာတည်ကြည်ခဲ့ကြရတယ်ကွန်မြူနစ်စနစ်ကိုယုံကြည်တက်ဝင်နေတဲ့လူသားများကလည်းမိမိတို့ယုံကြည်နေတဲ့ ွန်မြူနစ်စနစ်ကြီးတက္ကပါလုံးမှာจิตသုံးပြီးတော့မှဝေဝေဆဆအောင်မြင်နိုင်ဖို့အရေးဘာမစုပေးဆက်ရဲကြရတယ်ဗျာတပက္ခကြပြန်တော့လေဒီမိုကရေစီကိုယုံကြည်တဲ့ဝင်နေတဲ့လူသားတွေကလည်းမိမိတို့ယုံကြည်နေတဲ့ဒီမိုကရေစီစနစ်တက္ကပါလုံးမှာจิตသုံးပြီးတော့မှအောင်မြင်နေတာကိုမင်းချင်းတယ်ဗျာအဲ့ဒီအတွက်သူတို့အသက်ကိုပါ မချက်ဘာမစို့ပိဆက်ရဲပေးလေပိဆက်နေကြတယ်ဒါကလူသားများရဲ့တမိုင်းပဲလူသားတွေရဲ့ဖြစ်စဉ်ပြောင်းလဲမှု evolution မှာအင်မတန်မှရှိကြည့်တဲ့အခန်းကဏ္ဍပါတဲ့တမိုင်းပဲအဲ့ဒါကြီးဆိုရဲကကြတော့ကဘာမှာအဲ့ဒီအုပ်စုနှစ်ခုကတင်းတင်းကျပ်ပေါ်လာပြီးတော့မှအပြိုင်ဆိုင်ကအရန်ကြီးမာတယ် ဒီကြားထဲမှာဘုရင်စနစ်ကိုကြစ်တုံးနေတဲ့နိုင်ငံငယ်လေးတွေရှိပြီမဲ့သူတို့ရဲ့ဩဇာလွှမ်းမိုးမှုကအဲ့လောက်ထိမရှိဘူးအတိကကဒီကဘာကြီးကိုလွှမ်းမိုးနေတာကဒီစနစ်နှစ်ခုရဲ့ဩဇာပဲဒီစနစ်တစ်ခုအပြိုင်မှုကြောင့်သာကျွန်တော်ဒီကနေ့မြင်တွေ့နေရတယ်ရုရှားနဲ့ယူကရိန်းတွေစစ်ဖြစ်နေရတာမဟုတ်ပါလား ဒီရုရှားနဲ့ယူကရိန်းစစ်ကြောင်သူတို့ခမကြည့်ရအောင်နော်အတိအကျတော့မသိပြီမဲ့လူနှစ်တန်းလောက်ကမိခတော့ကြပြီတေဆုံးတော့ကြပြီလောကကြီးမှာမရှိတော့ဒါတင်လားဆိုမဟုတ်ဒီစစ်ကြောင်ပဲကိုလည်းအင်္ဂါမစုံလင်တော့တဲ့လူသားပေါင်းမြောက်မြတ်စွာမင်းမစုံဖားမစုံတော့တဲ့ မိသားစုပေါင်းမြောက်များစွာပေါ်ပေါက်စီပြန်တယ်။ဒါကဒီစနစ်တစ်ခုရဲ့အပြည့်မှုပဲ။ဘလောက်ထိကြောက်ဖို့ကောင်းလဲ။ဒီစနစ်တစ်ခုရဲ့အပြည့်မှုကဒီကနေ့မျက်မှောက်ခလူသားများရဲ့အသွေးသားထဲမှာစိတ်ဝိညာဉ် spirit ထဲမှာအရှင်ဟူပြီးပြင်းနေ။စိတ်ဝင်နေစေပဲ။တဲ့ဝင်နေစေပဲ။ရှင်သာနေစေ၊ကိတ်အောင်နေစေပဲ။ တလောက်အဖြစ်ကိုဆုံးရှုံးနေနာမှုတွေကကျေးမာပြီနဲ့လူသားတွေကနောင်တရသလားဆိုတော့တဆက်ကလေးမှနောင်တမရကြဘူးဗျာစစ်နိုင်နေတဲ့ရုရှားကလည်းဆက်ပြီးတော့နိုင်ကျင်တယ်ဖြစ်နိုင်ယူကရိန်းနိုင်ငံတစ်ခုလုံးသူကအပိုင်သိမ်းကျင်တယ်ဆက်ရှုံးနေတဲ့ ယုတ်ဂရိတ်ဘက်ကလည်းစုံးနဲ့စနဲ့ဆက်တိုက်ချင်နေသေးတယ်။အဲ့ဒီအရှုံးကပဲလူသားတွေရဲ့မာနကိုစွပြီးတော့မှခံပင်းစိတ်တွေဝင်လာပြီးတော့မှမထူးပါဘူးကွာ။အကုန်လုံးတေနဲ့တေပေါ့ဆက်တိုက်အဲ့ဒါလို့စိတ်မျိုးကိုမွေးနေတာအဲ့ဒါကြောင့်ဒီစနစ်နှစ်ခုရဲ့အပြိုင်မှုကဘလောက်ထိကြောက်ဖို့ကောင်းလဲဆိုတော့ဘလောက်ထိပင်းတာလဲဆိုတော့ကျွန်တော်ဒီကနေ့ မျက်မှောက်ခင်မှာမျက်ဝါထင်ထင်ပဲကျွန်တော်မြင်နိုင်တယ်အဲ့ဒါကတပိုင်းနောက်ပြီးတော့ကပုတ်ကွဲလို့နင်းနေဖြစ်နေတယ်တရုတ်နိုင်ငံနဲ့ထိုင်ဝမ်ဒီနှစ်ခုရဲ့ပရိပခါကလည်းအစွမ်းကကျွန်တော်တို့ပြောတဲ့စနစ်ကြီးနှစ်ခုရဲ့အပြည့်မှုရရလာတယ် ဟိုဘက်ကကွန်မြူနစ်နိုင်ငံကြီးဒီဘက်ကဒီမိုကရေစီချစ်တုံးတဲ့နိုင်ငံအကြီးကြီးအပြင်းတာဟိုတော့ကတော့တရုတ်ကဘာမှမဟုတ်သမင်းတော်မှနတ်မအောင်စားလို့မရတဲ့နိုင်ငံရှင်းရတဲ့နိုင်ငံအဲ့ဒီတော့ကတော့ပြဿနာအကြီးကြီးမှမှမရှိဒါပေမဲ့ဒီကိစ္စမှာတရုတ်ကအကြီးကြီးပြောင်းလဲသွားပြီအကြီးကြီးအင်အားကြီးမှလာထိုင်ဝမ်ကျွန်းကလေးကို မနဲ့ထမင်းမစားခင်အตาလေးဝင်သေးလို့ရလောက်အောင်အင်းအားကြီးမလာထိုင်ဝမ်ဘက်ကအမေရိကန်နိုင်ငံကတုံ့ခံပေးနေလို့တာဒီကနေ့အထိဘာမှမဖြစ်ပဲနဲ့ဖြစ်နေတာတမိုင်းနဲ့ရာရှုဝင်နဲ့ဥပဒေကြောင်းအရာကြည့်မယ်ဆိုရင်လေတရုတ်နိုင်ငံကမှန်တော့ပြန်ရောဆိုတော့တနေ့မဟုတ်တနေ့ရတော့ တိမ့်ပါလေတိမ့်ပါကွန်မြူနတီကွန်မြူနတီနိုင်ငံရဲ့အင်အားကဒီဒီမိုကရေစီနိုင်ငံရဲ့အင်အားကိုဝမ်းမြူသွားမှာဒါကဒီစနစ်ရဲ့အပြည့်မှုရဲ့တကယ်အနှစ်သာရကြီးဆိုတော့ဒီနှခုထိုင်ဝမ်နဲ့တရုတ်နဲ့အပြည့်မှုအကြမ်းလို့အသက်ပေါင်းဘယ်လောက်စတေးခဲ့ရမလဲ သွေးပုံဘယ်တော့တွန်းကြမလဲဆိုတာကတော့နှစ်ဖက်နိုင်ငံမှာရှိတဲ့လူသားများရဲ့လိမ္မာပါနမှုအမျော်အမင်းမရှိမှုတွေးခေါ်တတ်မှုပေါ်မှာမူတည်ပါလိမ့်မယ်ကျုပ်ကောင်းတယ်နော်အဲ့ဒါကြောင့်ဒါတင်လားဆိုတော့ကျွန်တော်မြန်မာနိုင်ငံမှာလည်းအပြင်ဖို့ကရှိနေတာပဲအခုမှရှိတာမဟုတ်ဟိုတုန်းကလေးကရှိနေတာမြန်မာသမိုင်းကိုကြည့်လိုက်ပါ ုတိယကမ္ဘာစစ်ပြီးဆုံးတော့မြန်မာနိုင်ငံကလွတ်လပ်ရေးရတယ်။ရတော့ပါလီမန်ဒီမိုကရေစီစနစ်နဲ့တွားတယ်ဆယ်နှစ်။နောက်တော့တော်လိုင်းကောင်စီပေါ်ပေါက်လာတယ်။သူလည်းဆယ်နှစ်ပဲ။နောက်တော့တပါတီစနစ်ပေါ်ပေါက်လာတယ်။တွားတော့နှစ်20လောက်ရှိတယ်။နောက်တော့စစ်တပ်အုပ်ချုပ်တဲ့စနစ်တခုပေါ်ပေါက်လာတယ်။သူလည်းနှစ်20ပဲ။နောက်တော့ ပါတီဆိုဒီမိုကရေစီစနစ်စနစ်ပေါ်ပေါ်လာပြန်တယ်အဲ့ဒါလည်းဆက်ပြီးတော့မှမတော်နိုင်ပဲနဲ့ဒီကိမင်းတွေ့နေရတဲ့အတိုင်းပဲတိုင်းနေရဖျို့ဖျဲဝါဆီလို့တလို့ဖြစ်နေဒါဟာဒီနိုင်ငံထဲမှာရှိတယ်လူသားတွေရဲ့ spirit ထဲမှာအပြည့်နေတဲ့စနစ်နှစ်ခုရဲ့ အပြင်ဖို့အကျိုးရတတ်တယ်ပဲဒါတွေကိုလူတွေကတိတ်သွားမှနားလဲချိန်မှနားလဲမှာဒါကြောင့်ဒီကဘာကြီးကိုပေအရာကစူးမှုလွှမ်းမှုနေတယ်လဲဆိုလို့ရှိရင်ဒီကွန်မြူနစ်နဲ့ဒီဒီမိုကရေစီစနစ်ရဲ့ဝိညာဉ်တရားပဲစူးမှုနေတာကျွန်တော်အားအရဆွေးနွေးချင်တာဥယောပါတခွင်ကိုလည်းတစ်ချက်လမ်းကြည့်ရအောင် ကိုဥရောပမှာစစ်ပြင်းနေကြတယ်။တချို့နိုင်ငံငယ်လေးတွေကတော့အဲ့လောက်ကြီးမဟုတ်ဘူး။ဒါမဲ့ဟိုးတခါတခက်တခါတော့အင်မတန်မှကဘာကြီးကိုလွတ်မှုခဲ့ဖို့တဲ့အင်္ဂလန်နဲ့ဖိသိနိုင်ငံကြတော့အဲ့လိုမဟုတ်ဘူး။သူကရုရှားနဲ့တပွဲတလားနှွေးရှိနဲ့တပိုးရှိတယ် ငါရှယ်နဲ့တစ်ချက်လောက်တော့ချတဝန်းလောက်တော့ချနေမဝင် empire ယူပိုင်ဆိုင်ခဲ့ဖို့တဲ့အင်္ဂလန်နိုင်ငံရဲ့မာနတော့အချက်မခံနိုင်နပိုလီယံတို့လိုအင်္ဂလမထိုးချုံတဲ့စစ်တကြီးတွေပေါ်ပေါက်ခဲ့တဲ့ပင်တည့်ရဲ့ရာဇဝင်ကိုတော့အရင်မခံနိုင်အဲ့တော့ရုရှားနဲ့တပွဲတလားတော့နှွှဲမယ်ကွာ အဲ့လိုစိတ်ထားမျိုးရှိနေတယ်။ဥယောပါမှာတိုက်ပွဲကဆင်းနေတယ်။လက်နဲ့တတ်ဆင်နေကြ။ဒီနှစ်ခုရဲ့အပြည့်မှုကဘယ်တော့ပြင်းထန်လဲ။ဘယ်တော့ကြောက်ဘူးကောင်းလဲ။သူတို့ဒီတတိယကဘာစစ်အထစ်ကိုသူတို့တိုက်မှလား။ဘယ်အစစ်ထစ်တိုက်မလဲဆိုတာကတော့ကျွန်တော်စုတ်ကြည့်ရသူနေ၎င်းပဲကျွန်တော်အရှိပြားမှာ မြောက်ကိုရဲကောင်းဆောင်ကင်ဂျုံအွန်ကလည်းဂျပန်နဲ့တောင်ကိုရီးယားချမယ်ချမယ်ပဲသူ့ရဲ့အော်မင်မှုတွေဖြစ်တဲ့ဒီဒုံးချီတွေတာဝိပတာလပိတာတို့ပိဒုံးချီတွေ ਨੇ ထိတ်လေးမှာနျူကလ িয়ার ထိတ်ဖူလီတက်ပြတော့မှာပြောင်းမင်းတို့ချမကွာပဲချရဲလားအဲ့လိုတကယ်ကဲကိုဖြစ်နေတာနေ့တိုင်းအဲ့ဒါလေဒီစနစ်ရဲ့အပြည့်မှုပဲအမှန်ဆိုလို့ရှိရင်မြောက်ကိုရီးယားနဲ့တောင်ကိုရီးယားဆိုတာ ရှင်မျိုးဒီတနေရန်တဲ့တာဒီလေတွင်းတော်တယ်လို့ဒီဒါမဲ့ဘလောက်ပဲရှင်မျိုးရှင်မျိုးနေစတိဖြစ်စီမိသားစုနေစတိဖြစ်စီဒီစနစ်နှခုရဲ့အားပြိုင်မှု spirit ဒီအထဲမှာဝင်လာပြီဆိုလို့ရှိရင်လူတွေကအယုတပိုင်ဖြစ်သွားဘာမှမစဉ်းစားနိုင်တော့အသက်ပြီးမယ်ချမယ်ဒါပဲကဘာကြီးကအဲ့ဒီလိုကိုဖြစ်နေတာသူတို့ချက်ကုန် ဆိုတဲ့အခါကျတော့ကျွန်တော်တို့ခုခေတ်ကနေပညာခေတ်တွေဗျာလူသားတွေရဲ့စွန့်ပကားတွေကဘလောက်ထိတူးတက်ပြောင်းလဲနေပြီလဲဆိုတာကိုဒီနေပညာတွေကိုကြည့်လိုက်ရုံနဲ့လူတိုင်းသိနိုင်အဲ့လိုထိကိုပြောင်းလဲတူးတက်နေတဲ့လူအတွေးခေါ်တယ်လူစွန့်ပကားတွေပိုင်ဆိုင်ကြရတာနဲ့ကွန်မြူနစ်စနစ် နဲ့ဒီမိုကရေစီစနစ်ထက်ဒီစနစ်တစ်ခုထက်ပူကောင်းတဲ့စနစ်တစ်ခုမတီထွေမဖန်တီးနိုင်ကြသေးတယ်ရတော့အင်မတားမှလူသားတွေရဲ့ညံ့ဖြစ်မှုပဲဒီမိုကရေစီစနစ်မှာအာတာချက်အာဏာချက်ရှိတယ်ကွန်မြူနစ်စနစ်မှာအာတာချက်အာဏာချက်ရှိနေတယ်တရားတွေကိုဖယ်ပြီးတော့မှနောက်ကပေါ်ပေါက်လာမဲ့စနစ်တစ်တစ်ခုကို ဘယ်သူကမှမတီထွန်နိုင်ကြသေးဘူးဖြစ်နေတယ်ကွန်မြူနစ်စနစ်အရင်ကကွန်မြူနစ်စနစ်နဲ့ဒီနေ့ကွန်မြူနစ်စနစ်ကမတူတော့တော့အများကြီးပြုတ်ပြီးပြောင်းနိုင်မှုတွေ evolution တွေဖြစ်တယ်ခုတည်ယူနိုင်ရမှာစစ်တုံးနဲ့ကွန်မြူနစ်စနစ်ကကွန်မြူနစ်စနစ်လို့သာပြောတာရှင်းပြောမယ်ဆိုအရင်ရှင်စနစ်တစ်ပိုင်းပဲသူကဖားတစ်ပိုင်းငါးတစ်ပိုင်းပဲဒီအုတ်ချူကြီးနယ်ပယ်မှာဒါကွန်မြူနစ်စနစ်တပါတီစနစ်နဲ့တွားတာ 西伯利那边嘛，共产党外力的嘛，对吧？都不用我的，西国西伯利有几多了，也许十年百多。我先来处理了，告你。咱们讲这边呢，美、啊、阿美国，啊、美国比方说嘛，民主、西西的呢，多少国？你帮伢，你在老西，但们另一边嘛，把别的那批佬来说，啊、美国人嘛，阿、啊、那是西斯高、啊啊、那个搞长来的，阿那是西那个窄的，路两娘了，我等了长会季吧。 ဒီမိုကရေစီရောဒီမိုကရေစီပဲဒါပေမဲ့ဒီမိုကရေစီအာဏာရှင်ရှင်နေပဲလားအဲ့ဒီလိုကိုဖိနေတာကပိုင်ကြီးကိုစုရကကြတော့အာဏာချက်အာသာချက်တွေရှိနေတယ်အဲ့ဒါကိုဖယ်ပြီးတော့မှတိတဲ့တာတဲ့တိတဲ့ပူကောင်းတဲ့စနစ်တိတခုဘယ်ပညာရှင်ကမှဘယ်နေပညာရှင်ကမှမတီထွင်နိုင်ကြသေးတာကတော့လူသားတွေရဲ့ဖြစ်စဉ်ပြောင်းလဲမှုတမိုင်းမှာအမတားမှရာဇဝင်ရိုင်းတယ်ဗျာ ကျွန်တော်ကတော့ဆွေးနွေးချင်တာပါဒီခရီးမျက်မှောက်ခင်မှာအသက်ရှင်ခွင့်ရနေတဲ့ကျွန်တော်ချစ်တဲ့မြန်မာနိုင်ငံသားတွေဒီစနစ်နှစ်ခုရဲ့အားပြိုင်မှုရဲ့တားကောင်ဖြစ်နေပြီလားမိမိကိုယ်ကိုစမ်းစစ်ဖို့လိုပေလို့ထင်တယ်ဘယ်စနစ်ကကောင်းတယ်ဘယ်စနစ်ကမကောင်းဘူးလို့ကျွန်တော်မပြောလို့ သို့တော်လည်းပဲကျွန်တော်တို့တိတိကောင်းတဲ့ဒိဋ္ဌတာယာဝတ်ပြောတယ်ဒိဋ္ဌအရှင်ပြည်တဲ့ဘဝတစ်ခု evolution တစ်ခုကျွန်တော်တို့တောဖို့ကလူသားတွေရဲ့စိတ်ရဲ့ဒီအတွင်းသလုံးသားထဲမှာပြင်ရှင်မှုရှိပြီလားကျွန်တော်အားလုံးမြင်ချင်တာကျွန်တော်ကနေ့တတော်ကဒီတိုင်းပဲတွားနေတာဘုဘကအတန်ကြမ်း ဟိုဘက်သွားတယ်ဒီဘက်ကတန်ချာဒီဘက်သွားတယ်အဲ့ဒါလို့ဘဝနဲ့ပဲကျွန်တော်ကလှုပ်ချန်နေနေတာသူ့မြန်မာနိုင်ငံသားတယ်အဲ့ဒါကိုကျွန်တော်ကမဖြစ်စီရှင်မြန်မာနိုင်ငံသားတွေလိမ့်လိမ့်နဲ့နဲ့စဉ်းစားစီရှင်တယ်ကျွန်တော်တို့နိုင်ငံအတွက်သူများနိုင်ငံနဲ့မတူတဲ့ตายရတဲ့အဆင်ပြေတဲ့အားလုံးအတွက်အဆင်ပြေတဲ့လမ်းကြောင်းတစ်ခု တည်ထွင်ကြရအောင်အဲ့ဒါကိုကျွန်တော်ပြောချင်တာအဲ့တော့ကျွန်တော်တို့ရဲ့လူသားများရဲ့ဖြစ်ရှင်စိတ်ကဲပြောင်းလဲမှုတမိုင်းရတော့ဆက်ဖြစ်နေအောင်ပါဒီနေရာမှာညက်နေမှာမဟုတ်ဘူးတွားတော့ဆက်ပြီးတော့တွားနေအောင်ပါပဲတခက်ပေးတခက်ရာစုတစ်ခုပြီးတစ်ခုဆက်ပြီးတော့တွားနေအောင်ပါဒီကနေ့ကျွန်တော်အမြင်တွေ့ရတဲ့အရာတွေကနောင်ဆယ်နှစ်ကြာမြင်ချင်မှမြင်ရတော့ 哎喽，今喽喽生态嘛，得苦得酸得压苦，啊，对 <noise>，虽然讲是没习惯嘞，没没有习惯，不过说偏昂差不了个。今 <noise> 喽，老大爷，啊对，啊身边来送刀，哎呀，啊身边来送刀，你听，新大木，今喽喽，下一步一步没得木拿说了，叫没么那样道理，没钱，身上对没？ တွေးခေါ်တဲ့ကျွန်တော်ဒီတိုင်းပဲထိုင်နေဖို့မဟုတ်တော့ဘူးဆိုတာကိုကျွန်တော်အနည်းငယ်ဆွေးနွေးချင်တာပါဒီကနေ့အတွက်တော့ဒီလောက်ပါပဲနောက်နေ့တွေမှာကျွန်တော်ဆက်ဆွေးနွေးပါမယ်မြန်မာနိုင်ငံသားများအားလုံးကျမ်းမာချမ်းသာကြပါစီဗျာအားလုံးအဆင်ပြေကြပါစီဗျာအားလုံးကြည်ဆွတဲ့